ဆက်ပြေမြို့နယ်ဓာပိုင်ကျေးရွာရာဘာရှန်ထက်မှာဒီဆက်ဗစ်ရှောင်းမွတ်စလင်တွေကအခက်ခဲတွေအများကြီးရှိနေတယ်ဆိုပြီးတော့ကျွန်တော်စီကတည်ပေးပေါ်လာခဲ့ပါဆိုတော့ဒီဆက်ပြေမြို့နယ်ဒီကျွန်တော်ဓာပိုင်ကျေးရွာကရာဘာရှန်မှာဒီကျွန်တော်တို့ရိုဟင်ဂျာအစ္စလမ်ဘာသာဝင်မိသားစုအိမ်အိမ်ထောင်စုတရာလောက်ရှိတယ်ဆိုပြီးတော့လည်းသိရပါတယ်ဒီအိမ်ထောင်စုတရာလုံးဟာတရာစလုံးဟာအာတနည်းအားဖြင့် ဒီကျွန်တော်တို့စက်ခွင်မိုက်စာတတရဲ့ရက်ဆက်ရုံမှာမှုလို့ကြာဒါထွက်ပြေးမိမိတို့နေရက်တွေကိုစွန့်ခွာပြီးတော့ rubber shell ထဲမှာဒုက္ခသစ္စာအသွင်ဆောက်လုပ်ပြီးတော့နေထိုင်နေကြတယ်ပါအဲသူတို့မှာစောင်းဝနေတယ်ခက်ခက်ဖြစ်နေတယ်အဲသူတို့ရဲ့ဒါပုံဒါသူတို့မှာဒါဘွန်တော်တီအရှုပ်ဆိုလို့ရှိကိုကိုကိုတို့မှာတတ်တယ်ပုတ်အထိလုံဆောင်နေကြတယ်ဆိုလို့ကျွန်တော်ဆိုလို့တကယ်ပြောရချင်ပါတယ်ဒါကြောင့်မို့လို့ဝိပပီသူရဲ့အနေနဲ့ဒီကနေ့ဒီကျွန်တော်တို့စက်တွေမြို့ နဲ့ဒီကျွန်တော်ဓာတ်ပန်ကြေးက rubber ရှန်ထက်မှာရှိနေတဲ့ဒီကျွန်တော်တို့ဒီဘောနော်ဒီအဲဒီဓာတ်ပန်ကြောင်းမှာရှိနေတဲ့ဒီ service shop rohingya တွေကိုဒါတက်နေတော့အာဘောနော်ဒီကူပေးဖို့အတွက်ကိုလည်းပဲကျွန်တော်ဒီနေ့ကနေပြီးတော့အကြံပြုအဲ့တော့လိုပါတယ်။ဒါလည်းကွာကိုရှိရှာနေတယ်ပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာ။ဒီနေ့မှာတော့လက်ရှိဒီကျွန်တော်တို့ ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ကပေးပို့လာတဲ့တဲ့တဆွနဲ့တူလက်ရှိဒီကျွန်တော်တို့27ရက်ဆယ်ကဒီ2025ရက်နဲ့နှဆွေနဲ့နဲ့ဒီကျွန်တော်အာစာကနေပြီးတော့ဒီတဲ့ထုတ်ပြန်ရစ်တဆွကိုကျွန်တော်အနေနဲ့စူးစမ်းသုံးသပ်စီစဉ်ကြည့်ကြပြသောပြုနာဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုကိုအဆုံးထိ tissue ပေးကြဖို့မိဘတို့တယောက်ချင်းစတဲ့ကိုလေးစားစတဲ့လိုပါရှိတယ် ဟုတ်ပြီဒီတော့ဒီကျွန်တော်ပထမအဦးဆုံးအနေနဲ့ဒီလက်ရှိဒီကျွန်တော်အာစာကနေပြီးတော့ဒီပေါ်တော့ဒီကျွန်တော်အော်တိုဘား21ရက်နေ့မှာဒါတည်င်းထုတ်ပြန်ခဲ့ပါတယ်ဒီထုတ်ပြန်ချက်ကဘာလဲဆိုတော့ဒီလက်ရှိနေပြီးတော့အရကတက်တော့ A ကဒီအရှေ့မြတ်မရှိတဲ့အာဘောနော်ဒီသူတို့အာစာဖို့တော့တိုက်ခါကြစေတဲ့စကလုံးမျိုးတွေတုံတုံပြီးတော့ရေတောင်ပြိုးစုံနေမှု ထုတ်ပြန်သတင်းထုတ်ပြန်နေမှုပေါ်မှာဒါအပြင်းထန်ဝေဖန်ကောက်ွက်လိုက်တယ်ဆိုတော့တဘူမျိုးတက်ရောက်တဲ့စာသားမျိုးရေးပြီးတော့ဒါသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဆိုတော့ဒါကိုကျွန်တော်နဲ့စူးစူးသုံးသပ်တင်ပြမယ်ဆိုရင်ဒီလက်ရှိအာစာအဖွဲ့ဒီရိုဟင်ဂျာကတင်ရေးတက်မတော်ဆိုတော့ဒါခေါင်းစည်းအောက်ကနေပြီးတော့ထုတ်ရှားနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ဒါတော့တနည်းအားဖြင့်ပြောမယ်ဆိုတော့ဒါကျွန်တော်တော်လိုင်းရဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဆိုတော့ဒီသူတို့ဟာဒီလက်ရှိရိုဟင်ဂျာလွမြောက်ရေးရိုဟင်ဂျာတွေရဲ့ကွက်ကြမှာကိုဖန်တီးခွက်ရရှိဖို့အတွက်ဒါသူတို့ကလက်ဒါဘောတိတ်ပွေးဝင်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီသူတို့ဟာဒီလက်ရှိနေပြတော့ဒါကျွန်တော်လက်လာတော့ဆိုလို့ရှိရင်ဒီသူတို့ဟာဒီအာဘောတော့မြန်မာနိုင်ငံအတွင်းမှာမိတန်းနေထိုင်နေကြတဲ့ရိုဟင်ဂျာလူမျိုးစုရဲ့ ရှာကြောင့်တွေ့ရတဲ့အခက်အခဲတွေနဲ့တဲ့ရင်းဆိုင်ဖြတ်သန်းနေရတဲ့သူတို့ဒုက္ခဆင်းရဲမျိုးစုံကိုဒါခံစားရတဲ့ရိုဟင်ဂျာလူငယ်များနေပြီးတော့စုပြီးပြီးတော့ဒီတက်ကိုထူထောင်ထားရဖြစ်ပါတယ်ဆိုတော့ဒီဒီဒီတက်ဟာဒီကျွန်တော်တို့အရင်တော့ကဒီကျွန်တော်အာနာသိန်းစင်တော့ကဒါကျွန်တော်တို့လည်လာတော့ဆိုလို့ရှိရင်ဒီဘုနာဒီအာဘုံရန်သူဖြစ်တဲ့ ဒီကျွန်တော်အာနာသိန်းစက်ကောင်းဆိုဖက်ဆက်မိဆာကိုတိုက်ခိုက်ဖို့အတွက်အဲ့ဒီရှင်တော်ကနေပြီးတော့အေအေနဲ့ဆွေးနွေးညှိနှိုင်းခဲ့တာမျိုးရှိပါတယ်။ဒါပေမဲ့အဲ့ဒီရှင်တော်နေပြီးတော့အဲ့ဒီရှင်တော်နဲ့အေအေကလုံးဝလက်မခံပဲနဲ့ဒါဘောလို့တစ်ဖက်သက်ပြီးတော့ဒါသူတို့ဟိုကိုကျမကိုဖန်တီးခွင့်ရတဲ့နေရာမှာရခိုင်တစ်မျိုးသားဒီပဲအဲ ရှိရမယ်ရခိုင်ပြည်နယ်မှာရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်တွေပဲရှိရမယ်ဆိုတော့ပုံစံမျိုးနဲ့ဒါပြောဆိုဆက်ဆံပြီးတော့ဒါသူတို့ညင်းပယ်လိုက်တာမျိုးတွေအများကြီးရှိရဲဆိုပြီးတော့ဒါကျွန်တော်အနေနဲ့လေ့လာသိရှိထားပါတယ်ဒါအတက်ရှင်ဆိုတော့နောက်တစ်ခါနံပါတ်2အချက်ကကြတော့ဒီလက်ရှိနေပြီးတော့ဒီ Rogenja KTN တက်မလို့ဟာလက်ရှိဒီကျွန်တော်တို့ဒီပုံရံသူဖြစ်တဲ့အာနာယူမဲအောင်လိုင်းကိုဒါရှေမုံ တိတ်ခိတ်ဖို့အတွက်ဒါတို့ကျိုးပန်းနေကြတဲ့အချိန်မှာပဲဒီကျွန်တော်တို့အဲ့ဒီအချိန်မှာဒီရခိုင်တက်တော် A ကတဲ့ဒီလိုတက်လိုက်ပြတော့မှဒါတို့ရှိရဒီလက်ရှိနေပြတော့ရခိုင်တက်တော် A ဒါလည်းပဲဒီကျွန်တော်တို့ရခိုင်ပြည်တွင်းမှာနေတဲ့ဒီရိုဟင်ဂျာတွေပေါ်မှာအဲ့ဒီအချိန်တော့ကဒါအင်မတန်မှမြင့်တာစေရနာတွေပြတ်တာပြီးတော့ရိုဟင်ဂျာတွေရဲ့ဒါတနည်းပြမယ်ဆိုလို့ယုံကြည်မှုဘို့ ရယူကေပြတိုက်တာဖြစ်တဲ့အတွက်အဲ့ဒီရှင်တော့အဲ့ဒီအဲ့ဒီရှင်တော့နေပြီးတော့အာစာဒါဘေးကနေပြီးတော့အမ်ရက်ကြည့်နေခဲ့ရတဲ့သဘောမျိုးရှိပါတယ်ဆိုတော့အရကတရောအာနာလဲရလဲရပြီးရောငါနဲ့မတူငါရန်သူဆိုတော့အသိစိတ်တမ်းမျိုးတွေဝင်သွားပြီးတော့အာနာနဲ့လက်နဲ့မရှိခင်တုန်းကအင်အားမရှိခင်တုန်းကဒါသူတို့ပြတတ်တဲ့မြစ်တာမျိုးကို အာနာနဲ့အင်အားလည်းရှိလည်းရှိပြီးတော့အဲ့ဒီမေတ္တာမျိုးကလုံးဝရေပြင်းမှာအယုတ်ဆွေးတယ်လို့ပြောက်ကွေသွားကြရမှာဒါကြောင့်မို့လို့ဒီဒီလိုမျိုးပြောက်ကွေသွားတဲ့အပြင်နေ့စဉ်ရက်ဆက်ဆိုတော့ဒါအဲကျွန်တော်လည်းတည်နေအမြဲတည်ပြပေးနေတယ်ဒီအကျွန်တော်ကိုယ်လည်းပဲဒီအဲ့ဒီဒီအဲ့ဒီနေရာတည်နေတော်တော်များကျွန်တော်ရတယ်ဆိုတော့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေတဲ့တနည်းအားဖြင့်ဒီရိုဟင်ဂျာ ရိုဟင်ဂျာအစ္စလမ်ဘာသာဝင်တွေကိုငါနဲ့မတူငါရန်သူဆိုတဲ့သိစိတ်တမ်းမျိုးတွေနဲ့ဆက်ဆံပြီးတော့တပ်ဖြတ်နေတာတွေနိုင်ငံစင်းနဲ့လုံနေတာတွေဖမ်းဆီးခိုးဆောင်သွားပြီးတော့ရိုက်နေတာမျိုးတွေတနည်းအားဖြင့်ရွာထဲမှာညဘက်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ကဒမ်မီထိုးရင်လေဒမ်မီထိုးလို့ဆိုပြီးတော့ပိုက်တာမျိုးတွေကန်ကြောက်တာမျိုးတွေနောက်ပြီးရဲ့ဒီကျွန်တော်တို့အဲဒမ်မီမထိုးဘဲနဲ့သွားပြရင်လေဒမ်မီမထိုးလို့ဆိုပြီးတော့ရိုက်နေတာမျိုးတွေကန်ကြောက်တာမျိုးတွေကိုယ့်ရဲ့အဖေးအယွေကိုတော့မှ ကိုယ့်အဖိုးအယွေအဖေအယွေကိုတော့မှရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုဆက်ဆံပြီးတော့ရိတ်နဲ့ဒါတွေအထိလှုပ်ဆောင်လာတဲ့အာရခတက်တော်ကြီးကိုလက်ရှိအရင်တော့တိုက်ပွဲမှာမပါဝင်ခဲ့တဲ့ပါဝင်ဖို့ဆွေးနွေးခဲ့ပေမဲ့ပါဝင်ခွင့်မရခဲ့တဲ့အာစာကဒီနေ့ဒီချိန်မှာသူတို့ရဲ့ဘုံညာသူဟာအာရခတက်တော်ဆိုပြီးတော့မြင်လာခဲ့ကြတာဖြစ်ပါဘာဘာကြောင့်လဲဆိုတော့ကြာတော့ဒီလက်ရှိနေပြီးတော့အာရခတက်တော်အေကဒီအဲ့ဒီမှာအောက်ရှင် လူတန်းစားတသိဟာတနည်းအားဖြင့်ပြောရဆိုလို့ရှိရင်ဒီကျွန်တော်တို့မြက်ကန်မျိုးရှိဇုံလုံးကန်တစုဟာဒီကျွန်တော်တို့ရခိုင်ပြည်မြောက်ပိုင်းဖက်မှာနေတဲ့ဘရိုဟင်ဂျာတွေကိုမှငါနဲ့မတူငါရသူဆိုတဲ့အသိစိတ်တဲ့မျိုးတွေနဲ့အဲ့လိုမျိုးနိုင်တဲ့စီနန်နှိုက်ဆက်ညင်းပန်းမှုတွေကြောင့်လက်ရှိဒီကနေ့အဲ့ဒီမှာရတဲ့အာဆာဟာသူတို့ရဲ့ဘုံရန်သူကိုမဲအောင်လိုက်လို့မမြင်ကြတော့ဘဲနဲ့ဘုံရန်သူဟာအာရကတက်တော့အေးဖြစ်တယ်ဆိုတဲ့ဟာကိုဒါသူတို့က စိတ်ထမှာထင်မြင်ယူဆသွားတဲ့အတွက်အခုလိုမျိုးပြန်လဲတက်ခိုက်လာခြင်းဖြစ်ပါတော့ဆိုတော့နေစင်းရဲ့ဆိုတော့တက်ခိုက်တယ်နေစင်းရဲ့ဆိုတော့အရကတဲ့တို့အေကလည်းပဲကြားဆောင်လာမျိုးရှိသလိုအဲ့ဒီမှာနေပြီးတော့ဒီသူတို့အဲ့ဒီဖက်ကလူတွေလည်းကြားဆောင်လာမျိုးရှိပါတယ်ဆိုတော့ကျွန်တော်ဒီနေ့တင်ပြချင်တာကငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်မျိုးတွေ ਨੇ ကျွန်တော်တို့အခုလိုမျိုးအောက်တန်းကြတဲ့စိတ်ဓာတ်မျိုးတွေထားပြီးတော့ ရခိုင်ပြည်မြေကြီးကိုလွတ်မြောက်တိုက်မယ်ဆိုလို့ရှိရင်ဘယ်တော့မှလွတ်မြောက်တော့မှာမဟုတ်ပါဘူး။ဆိုတော့ကျွန်တော်ဒီနေ့တင်ပြချင်တာကရခိုင်ပြည်ထဲမှာမိတဲ့နေထိုင်နေတဲ့ဘယ်လိုလူမျိုးဘယ်လိုဘာသာကိုမဆိုငင်းကြဆိုတာကိုရှင်းပြနေထိုင်ပြီးတော့ကျွန်တော်ရဲ့အာရခနိုင်ငံတို့ကြီးကိုစီလုံးညီညွတ်စွာဖြင့်တိဆောက်ပြီးတော့ကျော်ဒီအာနာရှင်အမြင့်ပြည့်ရင်မှာပူပေါင်းပါဝင်တိုက်ခိုက်ကြဖို့ညီညီညွတ်ညွတ်နဲ့တိုက်ခိုက်ကြဖို့ဒါအရေးအရေးကြီးပါတယ် ဲ့ဒါကိုလည်းကျွန်တော်ဉာဏ်ထက်ဆက်ပြပြလို့ပါဆိုတော့လက်ရှိဒီကျွန်တော်တို့ကျွန်တော်တို့ဒီ list ဒီကျွန်တော်အခုလက်ရှိဒီ social media မှာကျွန်တော်ပြန့်နှံ့နေတာမျိုးတွေတော့ကျွန်တော်တို့လည်းတွေ့ရတယ်ဒီကျွန်တော်တို့ရခိုင်တပ်တော်ကထုတ်ပြန်သွားတဲ့ကြိုညာချက်ထက်မှာဘာတွေတွေ့ရလဲဆိုတော့ကအစ္စလာမ်ရဲ့အစွန်ရောက်ဖွဲ့စည်းဆိုပြီးတော့ထုတ်သုံးထားတာမျိုးတွေကျွန်တော်တွေ့ရတယ်အဲ့ဒီတော့တို့ကြိုညာချက်ထက်မှာအဲ့ဒီမှာတို့ရဲ့ကြိုညာချက်ထက်မှာအစ္စလာမ်ရဲ့အစွန်ရောက်ဆိုတဲ့စကားလုံးအနည်းဆုံး9လုံးထက်မနည်းညှိတာထားတာကျွန်တော်တွေ့ရပါ ဒါကတည့်စပါနောက်နောက်ကနေ့ရှေ့ဒီလက်ရှိနေပြီးအရကတတော်အေအေကိုအာပေထောက်ခံနေကြတဲ့လူတချို့အာပေထောက်ခံနေတဲ့ရခိုင်မီဒီယာတချို့မှလည်းပဲအဲ့လိုမျိုးရေးသားထားတာမျိုးတွေတွေ့ရတယ်ဆိုတော့ဒါတော့ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုတဲ့အခါမှာကျွန်တော်နိုင်ငံရေးနဲ့စိတ်ရေးမှာလူမျိုးရေးဘာသာရေးဆိုတာမရှိပါဘူးနိုင်ငံရေးနဲ့စိတ်ရေးမှာလူမျိုးရေးဘာသာရေးမရှိဘူးဆိုတာကိုသိရှိနားလည်ဖို့လိုပါ နိုင်ငံရင်းနဲ့ဘာနိုင်ငံရင်းနဲ့စိတ်ရင်းမှာကျော်အဓိကယုံကြည်ခြင်းနဲ့ခံယူခြင်းပဲရှိပါတယ်ကျော်ယုံကြည်ချက်ကျော်နိုင်ငံရေးပေါ်ထားတဲ့ယုံကြည်ချက်ကျော်နိုင်ငံရေးပေါ်ထားတဲ့ခံယူချက်ပဲပဲရှိပါတယ်ဆိုတော့အဓိကကျော်တော့နေတဲ့လမ်းကြောင်းကဘာလဲဆိုတဲ့ဟာကိုကောင်းကောင်းသဘောပေါက်ဖို့လိုတာကျော်အဓိကလှုပ်ဆောင်နေတာဒီအာနာရှင်အမြင့်ရဲ့အတွဲလှုပ်ဆောင်နေကြတာဖြစ်ပါတယ် ဲ့တော့ဒီလိုအာနာရှင်အမျက်ပြည့်ရေလှုပ်ဆောင်နေတဲ့အချိန်မှာဘာသာရေးလူမျိုးရေးအဓိကရောဖြစ်စေနိုင်တဲ့စကလုံးမျိုးကိုထုတ်သုံးဖို့အရင်အရင်ကြည့်ပါဒါထိလေရှလွေတဲ့အနေအထားမျိုးဖြစ်ပါဆိုတော့ဒါရှိပါအဲ့တော့ဒီလက်ရှိဒီကျွန်တော်အစ္စလာမ်ရဲ့အစွန်ရောက်လို့ပြောဆိုလိုက်တဲ့ခါမှာဒီကျွန်တော်တနည်းပဲကျွန်တော်ပြည့်ကြလက်ရှိဒီကျွန်တော်ရခိုင်ပြည်နယ်မှာရောမြန်မာနိုင်ငံတနင်္ဂနွေလောက်မှာရော ဲ့လိုအောက်တန်းကြပြီးတော့တနည်းအားဖြင့်ရက်ဆက်ရုံမှရိုင်းဆိုင်တဲ့လောက်ရက်တနည်းအားဖြင့်ရက်ဆက်မှုအပေါင်းတရဖူးဆုံးထားတဲ့ဒီမြန်မာစခွေတပိုက်ကိုကျွန်တော်တို့ကြည့်ကြရအောင်ဒီဒီစခွေတပိုက်ဟာဗုဒ္ဓဘာသာကိုအများဆုံးကိုယ်ပဲကြားတဲ့ပြပါလက်ရှိဒီစခွေခေါင်းဆောင်ဖြစ်တဲ့မဲအောင်နိုင်ရလည်းဗုဒ္ဓဘာသာကိုယ်ပဲပြပါ ဆိုတော့ဒါကိုကျွန်တော်တို့ကနေပြီးတော့ဗုဒ္ဓဘာသာအစွန်းရောက်သမားလို့ပြောပြလို့မရပါဘူးအာနာရှင်အာနာရှင်ပါပဲအစွန်းရောက်သမားအစွန်းရောက်ပါဆိုတော့ဒါကိုကျွန်တော်တို့ကနေပြီးတော့ဒီဟာကိုဒီမဲအောင်လိုင်းရဲ့မဲအောင်လိုင်းနဲ့အတူရစ်စစ်ရုံမှမှုအပေါင်းကိုလုံနေတဲ့ဒီစက်ခွေမိတ်ဆာတသိက်ကိုကျွန်တော်ဗုဒ္ဓဘာသာအစွန်းရောက်ဆိုပြီးတော့ပြောပြလို့မရပါဘူးဒါကတေရှင်းနောက်တစ်ခုကျွန်တော်မြန်မာနိုင်ငံမှာ အာနာရှင်သဆုမရှိဖို့တိုက်ပွဲဝင်ခဲ့ကြတဲ့လက်ရှိလက်တိုက်ပွဲဝင်နေကြစေဖြစ်တဲ့ KNU ဒါ KNU ဆိုလို့ရှိရင်အဲ့ဒီမှာနေပြီးတကယ့်ကမှခရစ်ယာန်ဘာသာကိုအများဆုံးပုံပြကြတာဖြစ်တယ်လက်ရှိအဲ့ဒီမှာနေပြီးတော့ KNU ဗုဒ္ဓဘာသာနဲ့ KNU ပြည်ရရှိတယ်ဒီ KNU ဗုဒ္ဓဘာသာတို့ခွဲထုတ်ရတယ်ဒါတော့ကျွန်တော်ပြောဒါတော့ကျွန်တော်ပြောညွှန်းဖို့နော်အဲ့တော့ဒီကျွန်တော်ပြောချင်တာကဒီလက်ရှိအာနာရှင်မဲအောင်လိုင်းတိုက်နေတဲ့ ကယ်နီတက်ခွဲဟာကယင်လက်နဲ့ကြိုက်တက်ခွဲလုံးဝကမခရီးယံကိုကိုးပွေတယ်ဘယ်လိုဖြစ်လဲဆိုတော့ဒါကိုကျွန်တော်တို့အရင်မှနေပြီးတော့ခရီးယံအစွန်ရောက်တယ်ဆိုတော့ပြောလို့မရဘူးခရီးယံခရီးယံကိုခရီးယံဒါရီအားလုံးဟာနေပြီးတော့လုံးဝကမခရီးယံနေရှိပါဘူးဒီလိုဒီလိုခရီးယံဘာသာကိုကိုးပွေတဲ့လူတွေဖြစ်နေတဲ့အတွက်ကြောင့်ခရီးယံအစွန်ရောက်ဆိုပြီးတော့ပြောလို့မရပြန်ဘူး နောက်တစ်ခုဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီကျွန်တော်စော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 ပြောခဲ့တဲ့မေအောင်နိုင်ကိုတိုင်လည်းဗုဒ္ဓဘာသာဝင်ဖြစ်တယ်လို့မေအောင်နိုင်ရဲ့အောက်မှာလက်ရှိတိုက်ပေးနေတဲ့စခွေမိစ္ဆာတပိုက်ဟာလည်းပဲလက်ရှိဗုဒ္ဓဘာသာကိုကိုတိုင်လည်းဖြစ်ပါတယ်ဆိုတော့ဒီလိုဗုဒ္ဓဘာသာကိုကိုွေတဲ့ဒီစခွေကောင်းဆောင်တဲ့စခွေမိစ္ဆာတပိုက်ကိုကျွန်တော်တို့ကဗုဒ္ဓဘာသာအစွန်ရောက်ဆိုပြီးတော့တော်ပြူလို့မရပါဘူးဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့တင်ပြခြင်းကနိုင်ငံရေးမှာ စိတ်ရင်းမှာယုံကြည်ခြင်းနဲ့ခံယူချက်ပဲရှိပါတယ်မိမိတို့ယုံကြည်ရမိမိတို့ရခံယူချက်ရှိတဲ့အတိုင်းမိမိတို့ယုံကြည်ရအတိုင်းလှုပ်ဆောင်နေကြတာဖြစ်ပါတယ်ခေနီယူကလည်းခေနီယူရဲ့ယုံကြည်ချက်အတိုင်းခေနီယူတနည်းအားဖြင့်ကယင်ပြည်သူတွေလွတ်မြောက်ဖို့ကယင်ပြည်သူကိုကြမှာကိုဖန်တီးကိုရဖို့ကယင်ယူလွတ်မြောက်ဖို့ဆိုတဲ့နေရာမှာကယင်အာနာရှင်စနစ်ဆိုလွတ်မြောက်ဖို့အတွက် ကဲနီယူရလေအသက်ပေးတိုက်ပွဲဝင်နေကြတယ်လို့ဒီကြော TN TNLA ဒီ KIO 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 ဒါတွေအားလုံးကလည်းပဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်မိမိတို့ယုံကြည်ချက်အတိုင်းမိမိတို့ခံယူချက်အတိုင်းရင်းဆိုင်တိုက်ပွဲဝင်နေကြတာဖြစ်ပါကဲဒီသဘောတော့ဒီသဘောတရားအတိုင်းပဲကျွန်တော်ရှင်းပြနေမှာရှိတဲ့ရှင်းလင်းတဲ့ကိစ္စအခွင့်ဒါဆိုဒီရှင်းလင်းတဲ့ကိစ္စအခွင့်ဟာနေပြီးတော့လုံးဝပုံမှန်ခရိယာပါတာဖြစ်ပါ ဆိုတော့ဒီခရိယဘာသာဝင်နေဖြစ်တဲ့ဒီရှင်းလင်းတဲ့အဖွဲ့ကိုကျွန်တော်ကအဲ့ဒီမှာနေပြီးတော့ခရိယအစွမ်းရောက်ပြီးတော့ပြောပြလို့မရပါဘူး။ဒါကြောင့်မလို့နိုင်ငံရေးနဲ့စည်းရင်မှာလူမျိုးရေးနဲ့ဘာသာရေးကိုအဓိကထားလို့ရမှာယူ။လူမျိုးရေးနဲ့ဘာသာရေးကိုအဓိကထားတဲ့နိုင်ငံတိုင်းနိုင်ငံတိုင်းဒီအမြဲတမ်းကြာရှုံးသွားတာကိုဒါကျွန်တော်တမိုင်းမှတ်တမ်းမှာပြည့်မြင်ကြရပြီဖြစ်ပါလို့ကျွန်တော်ရဲ့နိုင်ငံကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အင်မတန်မှပါရလှပပြီးတော့ တစ်ဖက်မှာပင်လေပြင်းကြီးတစ်ဖက်မှာတောင်တန်းတွေကာစီထားတဲ့နိုင်ငံတနိုင်ငံဖြစ်တယ်အပြင်ဘက်ကကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နိုင်ငံတွေမှာလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်တယ်အဲ့တော့ကျွန်တော်အပြင်ဘက်ကလည်းကြာပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီတောင်တန်းကြီးတွေကာယံပြီးတော့ပင်လေပြင်းကြီးတွေပက်လေဝိုင်းရင်ဝိုင်းရံနေတဲ့ဒီနိုင်ငံဟာတနည်းအားဖြင့်အင်မတန်မှငြိမ်းချမ်းသာယာပြီးတော့ကျွန်တော်မိသားစုအသွင်ဆောင်တဲ့ ပုံစံမျိုးဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ကပ္ပအလင်းမှာအဲ့လိုတမ်းကောင်းယူဝင်းကျော်စရာနိုင်ငံတစ်ခုဖြစ်လာလိမ့်မယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ဒီနေရာနေပြီးတော့ပြပြလို့တဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံရေးလောကမှာဖြစ်ဖြစ်ဒီကျွန်တော်တို့စည်ရေလောကမှာဖြစ်ဖြစ်ကျွန်တော်တို့ဒီလူမျိုးနဲ့ဘာသာကိုအဓိကမထားဘဲနဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့ခံယူချက်ထားပြီးတော့မတူတာတွေကိုဘေးကိုဖေးတူတာလေးတွေစုပြီးတော့ ဒါကျွန်တော်တို့ဝိုင်းဝန်းပူပေါင်းပြီးတော့အာနာရှင်စနစ်စိုးအမြင့်ပြည့်ရဲ့အတွက်တိုက်ခိုက်တဲ့နယ်ဆိုတဲ့ဟာကိုကျွန်တော်တင်ပြနေပြီးတော့တင်ပြလို့ရတယ်။အဲ့တော့နောက်တစ်ခုဒီလက်ရှိဒီကျွန်တော်တို့အာနာရှင်စက်ခွေမိုက်ဆာအလိုက်အုပ်ချုပ်ထားတယ်ဒီကျွန်တော်တို့ကျွန်တော်ရဲ့ရခိုင်ပြည်နယ်စစ်တွေမြို့ကနေပြီးတော့ကျွန်တော်စီကိုပြေးပို့လာတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။စစ်တွေမြို့နယ်ဒါပိုင်ကျေးရွာရာဘာရှန်ထက်မှာဒီ service shop မွတ်စလင်တွေဟာ အခက်အခဲတွေအများကြီးရှိနေတယ်ဆိုပြီးတော့ကျွန်တော်စီကသတင်းပေးပို့လာတယ်။သတင်းပေးပို့လာခဲ့ပါ။ဆိုတော့ဒီဆက်တွေညွန့်နယ်ဒီကျွန်တော်ဓာပိုင်ကျေးရွာကရာဘာရှန်မှာဒီကျွန်တော်တို့ရိုဟင်ဂျာအစ္စလမ်ဘာသာဝင်မိသားစုအိအိမ်ထောင်စုတရာလောက်ရှိတယ်ဆိုပြီးတော့လည်းသိရပါတယ်။ဒီအိမ်ထောင်စုတရာလုံးဟာတရာစလုံးဟာအာတနည်းအားဖြင့်ဒီကျွန်တော်တို့စက်ခွေမိုက်စာတစ်သိုက်ရဲ့ရက်ဆက်ရုံမှမှုလို့ကြာ ဒါထွက်ပြေးမိမိတို့နေရက်တွေကိုစော့ခွာပြီးတော့ဒါအဲ့ဒီယူအဲ့ဒီ rubber shell ထဲမှာဒုက္ခသစ္စာအသွင်ဆောက်လုပ်ပြီးတော့နေထိုင်နေကြတယ်ပါအဲသူတို့မှာစောင်းဝနေတဲ့အခက်အခဲဖြစ်နေတယ်အဲသူတို့ရဲ့ဒါပုံဒါသူတို့မှာဒါဘွန်တော်တင်တချို့ဆိုလို့ရှိကိုကိုကိုတို့မှာတတ်သိဖို့အထိလုံဆောင်နေကြတယ်ဆိုပြီးကျွန်တော်ဆိုလို့တကယ်ပြောတာရှိပါတယ်ဒါကြောင့်မို့လို့မိဘပြည်သူတွေအနေနဲ့ဒီကနေ့ဒီကျွန်တော်တို့စက်တွေမြို့ နဲ့ဒီကျွန်တော်ဓာတ်ပိုင်ကြေးရရာဘာရှန်ထက်မှာရှိနေတဲ့ဒီကျွန်တော်တို့ဒီဘောနော်ဒီအဲဒီဓာတ်ပိုင်ရွာထဲမှာရှိနေတဲ့ဒီဆက်ဘေးရှောင်းရိုဟင်ဂျာတွေကိုဒါတက်နေကြတော့အာဘောနော်ဒီကူပေးဖို့အတွက်ကိုလည်းပဲကျွန်တော်ဒီနေ့နေပြီးတော့အကြံပြုတိုက်တွန်းလိုပါတယ်ဟုတ်ပြီဒါတစ်ချက်ပါအဲ့တော့ဒီလက်ရှိဒီကျွန်တော်တို့အာစာနဲ့လက်ရှိအရကတက်တော့အေနဲ့ဟာညာညီကိုဖြစ်ပါတယ်ညီကိုဖြစ်တယ် ီလိုညီအကိုဖြစ်နေပါလျက်နဲ့အခုလိုမျိုးတိုက်ခိုက်နေကြခြင်းဟာတုံးမိလောင်တိုးချောင်လက်ခမောက်ခတ်ဆိုသလိုဒီနဲ့အာနာယူစက်ခွေကောင်းဆောင်မွေးအောင်လည်းကတော့ဝါသာအာယဖြစ်နေတော့မှသိကြပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီကနေ့နောက်ဆုံးပြင်ပြချင်တာကတုံးမိလောင်တိုးချောင်လက်ခမောက်ခတ်ဆိုတဲ့ပုံစံမျိုးမဖြစ်ရလေအောင်မတူတာတွေကိုဘေးအောင်ဖေတူတာတွေစုပြီးတော့ကျွန်တော်ယုံကြည်မှုတွေတိဆောက်ပြီးတော့ ကျတို့ရဲ့ရခိုင်နိုင်ငံတို့ကြီးကိုအကောင်းဆုံးတနည်းအားဖြင့်ကပအလေးမှာခေါင်းယူဝဲကြွားရလောက်တဲ့နိုင်ငံတနိုင်ငံဖြစ်ဖို့ဝန်ပူပေါင်းဆောင်ရွက်ကြပါစို့လို့ပြောကြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့မိဘပြည်သူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ